မိမမိတ်ဆွေများလည်းမင်္ဂလာပါခင်ဗျာစဉ်းစားကြည့်ပါတရက်ကိုအရင်လို့ထားတဲ့အခါမှာတတိထားမိတယ်ကိုယ်ရဲ့ပုံဝင်ချက်တစ်ခုတော့ဖြူဖြူမှုံမှုံဝါးဝါးကြီးဖြစ်နေခဲ့မှာပေါ့ကျွန်တော်စာဖတ်ရတာအခက်ခဲတွေဖြစ်လာခဲ့မှာပေါ့ကျွန်တော်တို့ရဲ့လောကကြီးတစ်ခုလုံးကအယောင်မှိန်မှိန်လေးတွေဖြစ်နေခဲ့မှာပေါ့ဆိုရင်လူကြီးမင်းခံစားနေရတဲ့ကိစ္စသည်အတွင်းတိမ်ယောဂဖြစ်ကောင်းဖြစ်နိုင်ပါတယ်အတွင်းတိမ်သည်ကုသလို့ရှိရင်ကျွန်တော်တို့69ရာခိုင်နှုန်းပျောက်တဲ့အချိန်တွေရှိပေမဲ့အချိန်မကုသမိခဲ့လို့ရှိရင်မျက်လုံးကွယ်နိုင်တဲ့အဆင့်ထိကျွန်တော်တို့ကြီးကျယ်လွန်ပါတယ် ဆိုတော့ဒီယောဂအတွင်းတိုင်ကဘာကြောင့်ဖြစ်ရတာလဲကျွန်တော်တို့ဖြစ်ရင်ဘလို့ကုသလဲဖြစ်ရင်ဘလို့ကောက်ွယ်လဲဒါအကြောင်းကိုဒီနေ့ဆွေးနွေးကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့မိဘမိတ်ဆွေများအားလုံးရဲ့ဒေါက်တာဇွဲလင်းသူဖြစ်ပါတယ်ကဲစားလိုက်ရအောင်နံပါတ်1ကျွန်တော်အတွင်းတိုင်ဆိုတာဘာလဲဒါအကြောင်းဆွေးနွေးမယ်မြန်မာစကားမှာကျွန်တော်တို့တိမ်ယောဂလို့ပြောရင်အတွင်းတိုင်နဲ့ရေတိုင်ဆိုပြီးတော့နှစ်မျိုးရှိတယ်အင်္ဂလိပ်လိုကတော့ cataract နဲ့ glaucoma လို့ခေါ်တယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်ကိစ္စက cataract အတွင်းတိုင်အကြောင်းဆိုလို့တယ် twinning gatherer ကဘာလို့ဖြစ်ရတာလဲဆိုတော့မျက်လုံးမှာရှိတဲ့မှန်ဘလူး lens ဝါးသွားလို့ဖြစ်တာမှန်ပါတယ်ကျွန်တော်တို့မျက်လုံးနှစ်ဖက်လုံးမှာကျွန်တော်မှန်ဘလူးတိတိလေးတွေရှိပါတယ်ဒီမှန်ဘလူးရဲ့အလောက်ကဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အမြင်အာရုံမှာကိုကြည့်တဲ့ကိစ္စကိုကြည်လင်ပြတ်သားမှုဖြစ်စေနီးတဲ့ကိစ္စကိုတစ်မျိုးကြည်စေတယ်ဝေးတဲ့ကိစ္စကိုတစ်မျိုးကြည်စေအဲ့တော့ဒီမှန်ဘလူးကကြည်လင်ပြတ်သားနေတဲ့လောက်ကျွန်တော်ရဲ့အမြင်အာရုံကလည်းကြည်လင်ပြတ်သားနေမယ်လို့ပြောတယ် သို့တော့ပြဿနာပါတက်လဲဆိုတော့အသက်ကြီးလာတဲ့အခါမှာကျွန်တော်တို့ပျက်စီးမှုဖြစ်လာတဲ့အပေါ်မျက်လုံးမှာမျက်လုံးရဲ့ lens မှန်ဘလူးမှာဝါလာတယ်နောက်လာတယ်အဲဒီခါကျလို့ရှိရင်ဒီလူကအတွင်းတန်ယောဂခံစားရတယ်ပေါ့ maybe ဒီလူကမျက်လုံးနှစ်ဖက်မှာတစ်ဖက်ကအတွင်းတန်ခံစားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တစ်ဖက်ကဖြိုးနေမယ်ဝါနေမယ်ကောင်းတဲ့ဘက်ကကြည့်တယ်ဆိုရင်နော်ကောင်းတဲ့ဘက်ကရှင်းလင်းနေမယ်ပေါ့ ်သို့တော့နှစ်ဖက်စလုံးမှာအတွင်းနိုင်တပြိုင်တည်းဖြစ်တဲ့သူကတော့သတိထားမိချင်မှထားမယ်ဘာလို့လဲဆိုတော့သူ့အနေနဲ့မျိုးလုံးနှစ်ဖက်လုံးကဒါမျိုးပဲမြင်နေရတာဆိုတော့ဒီလိုတိုင်ဖြစ်ပြီဆိုလို့ရှိရင်ဘာခံစားရလဲဆိုတော့ကျွန်တော်တို့ရဲ့လက္ခဏာတွေအနေနဲ့နံပါတ်1ကတော့အမြင်နေမှောင်သွားလာတယ်ဆိုအမြင်နဲ့မော်သွားတယ်ဆိုပြီးတော့ကျွန်တော်တို့ဘာထင်လဲဆိုတော့ပါဝါတက်သွားပြီပါဝါပြောင်းသွားပြီလို့ထင်ပြီးတော့ခဏခဏကျွန်တော်တို့ပါဝါတွေမျက်စိပါဝါတွေတော်တော်ပြီးတော့လဲရတယ်ပေါ့ အလင်းနဲ့ဆိုးတဲ့အခါကျလို့ရှင်မျက်လုံးမှာအလင်းနဲ့ဖြူဖြူရည်ဖြစ်တယ်ဆိုးဆိုးရည်ဖြစ်တယ်ကျွန်တော်တို့မီးခွန်းနဲ့မီးခွန်းနဲ့တွေ့ရတယ်ဥပမာအဖြစ်ညာဘက်ကိုကားမောင်းတဲ့အခါကျလို့ရှင်အရှိကကျွန်တော်တို့ကားမီးကြီးထိုးလိုက်တော့အခါမှာအဲဒီမီးကြီးထိုးတဲ့ဒဏ်ကိုမခံနိုင်ဘူးမျက်လုံးမှာတအားကျိန်းတဲ့ကြောင့်မလို့ကားမမောင်းနိုင်တော့ဘူးအခြေအနေဒီဖြစ်တယ်ပေါ့ကျွန်တော်ရပတ်ဝန်းကျင်တစ်ခုလုံးဘယ်နေရာကြည့်ကြည့်အယောင်တွေမှိန်လာတယ်အယောင်တွေဖြော့လာတယ်ဆိုတော့ဒီလက္ခဏာတွေခံစားနေရတဲ့အခြေအနေကအဲ့ဒါအတွင်းတန်ရဲ့လက္ခဏာတွေဖြစ်တယ် ။ဆောင်ကျွန်တော်ကပြောသလိုပဲတစ်ဖက်တည်းခံစားနေရတဲ့ခါကျရင်တော့တတိထားမိပြီးတော့နှစ်ဖက်လုံးခံစားနေရတဲ့ခါကျရင်တော်တော်များများလို့မှတတိမထားမိတတ်ကြဘူး။ဆိုတော့ဒီလက္ခဏာတွေရဲ့နောက်ဆက်တွဲမှာဘယ်အထိဖြစ်သွားတတ်လဲဆိုတော့မျိုးလုံးကွယ်တဲ့အထိဖြစ်သွားတတ်တယ်။ကမ္ဘာပေါ်မှာမျိုးလုံးကွယ်ရခြင်းအကြောင်းရင်းတွေအားလုံးရဲ့90%ခန့်တော့တော်ဝက်လောက်ကဒီအတွင်းတိမ်ကြောင့်ဖြစ်ကြတာများတယ်။ဆိုတော့ဆိုလိုချင်တာအတွင်းတိမ်ဒီပြောင်းလွယ်လွယ်ကုလို့ရတဲ့ယောဂဖြစ်တဲ့ဆိုတော့အဲ့လိုပြောင်းသွားနိုင်ခြင်းရှိတဲ့ယောဂကိုအချိန်မီမကုသနိုင်လို့ရှိရင်မျက်စိကွယ်သွားနိုင်တယ်ပေါ့ ဆိုတော့ဒီဟာသာကျွန်တော်တို့စောစောစီးစီးကိုးစားနိုင်ရင်မျက်စိကွယ်ခြင်းမြောင်များစွာကာကွယ်နိုင်တယ်။အသက်ကြီးလေပို့ပြီးတော့ဖြစ်တယ်။အသက်50 60ကျွန်တော်တို့ကြော်လာပြီဆိုရင်အဲ30ရာခိုင်နှုန်း၃ဘုံ၃ဘုံလောက်တော့သူတွေမှာဒီမျက်စိတိမ်ရောကခံစားရ။အသက်ငယ်တဲ့သူတွေမှာလည်းဖြစ်တယ်နော်။30ကျော်တွေမှာလည်းတစ်ခါတည်းရန်ရှားတော့ရှားတယ်ဖြစ်တတ်တယ်။ဒါပေမဲ့အသက်ကြီးရင်ဖြစ်များတဲ့ယောဂပေါ့။အဲဒီမှာမှာအသက်ကြီးလေပို့ပြီးတော့များလေ။ဥပမာအသက်85နှစ်ကျော်ပါလို့ရှင်80ရာခိုင်နှုန်းလောက်တော့သူတွေမှာဒီအတွင်းတိမ်ကိစ္စဖြစ်တယ်။ အဲ့တော့ကိုအိမ်မှာလူကြီးမိဘတရားရောက်ရှိနေခဲ့တယ်ဆိုရင်အဲ့ဒီလူကြီးမိဘကအသက်60 90ကျော်ရှိနေခဲ့တယ်ဆိုရင်သူစီမှာအတွင်းတိုင်ဖြစ်ဖို့အလားအလာရှိပါတယ်အဲ့တော့အဲ့လိုမျိုးအတွင်းတိုင်ကျွန်တော်တို့အလားအလာရှိတဲ့သူအတွင်းတိုင်ရှိမှန်သိတဲ့သူဟာဘလို့လက္ခဏာစပြီးတော့ခံစားပြီးသိလာလဲဆိုတာအော် comment ထဲမှာကျွန်တော် share ခဲ့အောင်နော်ဒါဆိုရင်အဲ့ဒီအတွင်းတိုင်ကအသက်ကြီးလို့ဖြစ်တယ်ဆိုတော့တခြားအကြောင်းရောမရှိဘူးလားတခြားအကြောင်းရင်းနေနဲ့ကျွန်တော်တို့စီးကျော်ယောဂရဲ့နောက်ဆက်တွဲမှာလည်းဖြစ်တယ်စီးကျော်ယောဂတော်တော်လေးကမှဆိုးတဲ့ယောဂဖြစ်တယ် သူယောဂဖြစ်ပြီဆိုလို့ရှိရင်တခြားသောဘယ်ယောဂမဆိုဘူးလောကပို့ပြီးတော့ပေးတယ်အဲ့တော့အတွင်းတိုင်းဖြစ်နိုင်တဲ့သူဒီစီယောဂရှိတဲ့အခါမှာအတွင်းတိုင်းဖြစ်ဖို့အလားအလာများတယ်ဆောက်ခုနကျွန်တော်ပြောသလိုကိုယ်ဒီအသက်ကြီးလို့ရှိရင်မျက်စိကိုပုံမှန်တစ်နေ့တစ်ချိန်ပုံမှန်ဆက်ဆက်ပေးနေရမယ်ကို့မှာစီယောတွေ့တော့ယောဂလိုမျိုးအခြေအနေရှိတဲ့ဆိုရင်တော့ကိုယ်ဒီ6လတစ်ချိန်ဆက်ပေးနေဖို့လိုအပ်တယ်အသက်ကြီးကြီးမကြီးကြီးဒါအပြင်ကျွန်တော်တို့ဆေးဝါးတွေတောက်တဲ့အနေနဲ့ဥပမာဒီလူတစ်ယောက်ကကြောက်ကတ်တို့အသေးတို့အစားထိုးထားတဲ့အပေါ်မှာသူက steroid တွေသက်သက်လုံးဆွဲတောက်ရတယ်ပေါ့ တော်ဒီမဟုတ်ဒီလူကလေးပန်းနာလိုမျိုးရောဂါတွေအတွက်စတီရိုက်ဆေးကိုနာတာရေသားဝင်နေရတယ်ဆိုကြပါစို့ဒီလိုမျိုးလူတွေမှာဆိုရင်လည်းအတွင်းတန်ရောဂါဖြစ်ဖို့အလားအလာများတယ်လို့ပြောတယ်။ဒါအပြင်နေပူတဲ့ကိုအသိအများကြီးသွားလိမ့်ရှိတယ်။အဲ့နေပူတဲ့မှာကျွန်တော်တို့သွားတဲ့အခါမှာမျက်စိတွေကိုနေပူပူဆူဆူတွေကျွန်တော်တို့ဝင်တယ်။ဒါဆိုရင်လည်းမျက်လုံးပျက်စီးအောင်ပဲပေါ့။ဒါဆိုရင်ကျွန်တော်နေကမျက်မှန်တက်ဖို့လိုရဲဆိုတာလေးလည်းဒီနေရာနေပြီးတော့သတိထားဖို့လိုအပ်တယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဖြစ်ပြီးဟေးဆိုလို့ရှိရင်ဘယ်လိုကုသလဲဆိုတော့ကံကောင်းတာနဲ့ကံမကောင်းတာနှစ်ချက် မကောင်းတဲ့ကိစ္စကဘာလဲဆိုတော့ဒီနေရာမှာတွင်းတင်ယောဂဖြစ်ပြီဆိုရင်ကျွန်တော်တို့ဈေးတောက်တယ်ဈေးထိုးတယ်ဒီပုံစံနဲ့ယောဂမတက်တာဘူးခွဲစိတ်မှဒါလည်းတက်တာပါတယ်အဲ့တော့ခွဲစိတ်မယ်လို့ပြောလိုက်လို့ရှင်လူတော်တော်များများကကြောက်ကြတယ်ဒါပေမဲ့ကြောက်ဖို့မကောင်းဘူးလို့ကျွန်တော်တင်ငောင်းလေးပြောချင်ပါတယ်အဲ့တော့ခွဲစိတ်တဲ့နေ့အမျိုးမျိုးရှိတယ်အဲ့ဒီကမှမှနာမည်ကြီးတဲ့နေလတစ်ခုက facial emulsification လို့ခေါ်တယ်ဆိုတော့မျက်လုံးကိုတော့ဘာလုပ်လဲဆိုတော့အပေါက်တေးသေးလေးတော့ဖောက်တယ်ဖောက်ပြီးတော့လို့ရှင်အဲ့ဒီအပေါက်တေးသေးလေးတော့မှန်မြောင်းလေးတစ်ခုထည့်လိုက်တယ် အဲ့ထက်ပြောရင်အဲ့ဒီပြောင်းလဲရနေပြီးတော့အဲ့ဒီအခလေးရနေပြီးတော့ကိုယ့်ရဲ့မျက်လုံးထဲမှာတဘာဝရှိပြီးသား lens မှန်ဘလူးကိုမလုပ်လိုက်လဲဆိုတော့သူကခြေလိုက်တယ်ခြေပြီးသားကျွန်တော်တို့အရေးပျော်သွားတဲ့မှန်ဘလူးလေးကိုဒီပိုက်ကတေးသေးလေးရနေပြီးတော့ပဲဆော့ယူလိုက်တယ်ပြီးရင်ကျွန်တော်တို့ခောက်လို့ရတော့ lens အပြော့ကလေးကိုဒီပိုက်ကလေးတွေရနေပြီးတော့ပဲကျွန်တော်တို့ထည့်ပေးလိုက်တယ်ထည့်ပေးပြီးမျက်လုံးထဲရောက်တဲ့အခါမှာဒီ lens လေးက T point လိုမျိုးပွင့်လာတယ်ပေါ့ဆိုတော့ဒီပုံစံနဲ့မျက်လုံးထဲမှာငါကိုတဘာဝရှိပြီးသား lens ကိုအရေးပျော်ပြီးတော့ထုတ်တယ် ြီးရင်ကျွန်တော်တို့အပြန်နေပြီးတော့ပါပါလေးပျော့ပျော့လေး lens လေးကိုထည့်ပေးလိုက်တယ်ပေါ့ဆိုတော့ဒီပုံစံနဲ့ဒီလိုကအပေါက်သေးသေးလေးဖောက်ပြီးတော့ခွဲစိုက်တဲ့အခါမှာချုပ်ရိုးမရှိဘူးအနာကျက်အရမ်းမြန်တယ်ဒီလိုအတွက်နေရာထိုင်ရလဲကောင်းတယ်နောက်ဆက်တဲ့ပြဿနာတွေလည်းတက်တာတယ်ဆိုတော့ဒီလိုကုသခြင်းက69ရာခိုင်နှုန်းလောက်အောင်မြင်ဖို့အလားအလာများတယ်ဒါပေမဲ့ကျွန်တော်စက္ကရိယာတွေလိုတယ်ကျွန်တော်မျက်စိဆောင်ရဲ့ကျွမ်းကျင်မှုလည်းလိုတယ် တော့ကိုနေအနေနဲ့အရက်ဒေတာမှာဒါလိုစက္ကရိယအပြည့်စုံမရှိဘူးဆိုလို့ရှိရင်တော့ဆရာဝန်ကနည်းနည်းလေးအပေါက်ကြီးကြီးလေးခွဲပြီးတော့မှန်အမာလေးထည့်တဲ့ကိစ္စကိုဆောင်ရွက်ရတာပေါ့ဒါပဲလို့အပေါက်ကြီးကြီးခွဲတဲ့ခါကျလို့ရှိရင်ပြန်ပြီးတော့ချုပ်ရတယ်လို့ချုပ်ချိုးပြန်ဖြီးရတယ်လို့ဒါမျိုးဇလန်းလေးနည်းနည်းလေးရှိတယ်ကုန်ကြစိတ်နည်းတယ်ဒါပေမဲ့အလုပ်နည်းနည်းလေးချုပ်တယ်အခုကျွန်တော်ပြောတဲ့ fake emulsification နည်းလမ်းကနာမည်ကြီးဆေးမျက်စိဆေးခန်းဆေးရုံတွေမှာကျွန်တော်တို့လုပ်လို့ရတယ်။ကုန်ကြစိတ်နည်းနည်းလေးများတယ် ဥပမာအဖြစ်15သိန်းရနေပြီးတော့30လောက်ကုန်နိုင်တယ်။ဒါပေမဲ့လောက်ရတာအရန်လွယ်တယ်။အောင်မြင်ဖို့လည်းလားတာအရန်များတယ်။ဒါအပြင် social side effects လည်းတော်တော်လေးကိုနည်းတယ်။ဒါနဲ့အတူတူကျွန်တော်တို့ကတိုင်းရင်းစေးမှာမျက်စိခွဲစိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်းပြောချင်တယ်။မှန်ပါတယ်။မျက်စိခွဲစိတ်တဲ့ဆိုတာကိစ္စကအခုခေတ်မှာမှလောက်တဲ့ကိစ္စမဟုတ်ဘူး။အရင်ခေတ်ကတည်းကတိုင်းရင်းစေးအမျိုးမျိုးမှာခွဲစိတ်မှုအမျိုးမျိုးကျင့်ကြံကြတယ်။ဒါဒီမျက်စိကိစ္စနဲ့ပတ်သက်တဲ့ခွဲစိတ်မှုတွေကိုအိန္ဒိယတိုင်းရင်းစေးအာယူဗေဒာနီလန်ကိုတောင်းပြီးတော့လောက်ကြတယ်။ ။ဆိုတော့ဒီနီလန်းမှာမလုပ်ကြလဲဆိုတော့မျက်လုံးရဲ့တိမ်ကိုကျွန်တော်တို့ဝါနေတဲ့မှန်ဘလူးကိုမလုပ်လဲဆိုအပေါ်ကနေပြီးတော့အပပါလေးတစ်ချောင်းနဲ့မျက်လုံးထဲကိုဖောက်လိုက်တယ်။ဖောက်ပြီးတော့လို့ရှင်အဲ့ဒီတိမ်ကိုတွန်းချလိုက်တယ်။တွန်းချလိုက်တော့အဲ့ဒီကျွန်တော်တို့တိမ်ရှိနေတဲ့ဖြူနေတဲ့ဝါနေတဲ့မှန်ဘလူးကမျက်လုံးအိမ်ထဲကိုကျပြီးတော့ကျန်ခဲ့တယ်ပေါ့။စတိပုံစံနဲ့အဲ့လိုမျိုးတွန်းချလိုက်တဲ့အပေါ်မှာမမ်ဘလူးဝါးနေတဲ့မမ်ဘလူးမပိတ်မနေတော့တဲ့အခါကျတော့အပြင်ကအလင်းကောင်းကောင်းမွန်မွန်ဝင်လာတယ်လို့ပြောတယ် ။ဆော်ဒီနီယာမှာခုနကအလင်းမဝင်လို့မျက်စိကန်းနေတဲ့သူကကျွန်တော်အလင်းဝင်လာတော့မျက်စိအလင်းပြန်ရပါတယ်။သို့တော်အလင်းပဲရတာကောင်းကောင်းမမြင်ရဘူး။ဆိုတော့မမလို့ရှိမှကြည်ကြည်လေးမြင်ရမှာပေါ့။အခုကြည်ကြည်လေးမမြင်ရဘူး။အလင်းပဲဝင်ရောက်တာဖြစ်တယ်။အချိန်အချိန်တစ်ခုပြန်ရောက်လို့ရှိရင်ပြန်ပြီးတော့မျက်စိပြန်ကန်းသွားတယ်။အဲ့တော့ပြောချင်တာကကျွန်တော်တို့တိုင်းရင်းစိမ့်နီးလန့်နဲ့ခွဲစိတ်ခြင်းမအောင်မြင်ဘူးလို့ပြောတယ်။ တိုင်းစင်နီလန်နဲ့တောက်စေးလိန်စေးပေးခြင်းမအောင်မြင်ဘူးလို့ပြောတာကျွန်တော်တို့အခု Facebook မှာတွေ့မြင်နေရတဲ့မျက်လုံးမှာယောဂတခုခုဖြစ်တယ်အဲ့ဒါကိုဘာလို့လဲဆိုတော့မျက်လုံးရဲ့ဒီအပေါ်အောက်တွေကိုဆေးလို့တယ်ဆေးလို့ပြီးမျက်လုံးအတွင်းသားပြန်ကောင်းရတယ်ဆိုတာအဲ့ဒါညာနေခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့မျက်လုံးကဟိုအထက်အနောက်ထက်မှာရှိတာဒီအပေါ်ရံအရေပြားရဲ့အောက်မှာအရိုးရှိတယ်ဒီတဲကိုဆေးကဖောက်မဝင်ဘူးလို့ပြောတာ အဲ့တော့ဒီပုံစံနဲ့မျက်လုံးရဲ့ပေးပပလဲကိုကျွန်တော်တို့ဆေးလူပြီးကုသခြင်းနဲ့မျက်စိတိမ်ရောကောဘလို့နီးနဲ့မှကောင်းလာစီမှာမဟုတ်ဘူးလို့ကျွန်တော်အာမခံပြီးပြောရင်ကြည့်ဒါဆိုရင်ကျွန်တော်တို့မဖြစ်အောင်ဘလို့ကာကွယ်ရမလဲမဖြစ်အောင်ကာကွယ်လို့တော့မရဘူးဒါပေမဲ့တတ်နိုင်ဆုံးဘာလို့လဲရလဲဆိုတော့နေပူရဲသွားတဲ့ခါကျလို့ရှိရင်နေကမျက်မှန်တက်ပြီးတော့သွားလို့ပြောတယ်နေကမျက်မှန်တက်ပြီးသွားခြင်းစတိုင်လည်းဖြစ်စေမှာဖြစ်တယ်တနည်းအားဖြင့်မျက်စိမပြည့်စေအောင်လည်းကာကွယ်ပေးမယ် ဒါအပြင်ကိုယ်စီမှာစီကြောရွာကရှိတဲ့ဆန်စီကြောထိန်မှာစီကြောရှိခြင်းသည်ခြေထောက်လက်မျက်စိရှိသည်များကိစ္စအားလုံးကိုဒုက္ခပေးပါတယ်။နောက်ဆုံးကျွန်တော်တို့အေရှန်အသီးနှံတွေဒီစားပါအနီအောင်ဝါရောင်အသီးနှံတွေဒီစားခြင်းအဖြစ်မျက်စိအားကောင်းလာပါအောင်မယ်။အဲ့တော့နောက်ဆုံးပဲကျွန်တော်ပေးချင်တဲ့ message ကတော့တန်ယောဂါသည်အထူးသဖြင့်အတွင်းတန်ယောဂါသည်ကုသလို့ပြောတဲ့ယောဂါဖြစ်တယ်။ဒါကိုအချိန်မီမကုသနိုင်လိုက်ဘူးဆိုလို့ရှိရင်ဒါမှမဟုတ်ကုသမှုနီလန်းနဲ့မှားယွင်းခဲ့တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်အချိန်နှောင်းသွားခဲ့တယ်ဆိုရင်မျက်စိကိုယ်ရသွားနိုင်တယ်လို့ကျွန်တော်ကသတိပေးနေတာဖြစ်ပါတယ်။ ျွန်တော်နာမည်ဒေါက်တာဇော်လင်းသူလို့ခေါ်ပါတယ်ဒီဗီဒီယိုကကို့အတွက်ကုန်ပြီးသားသမီးတွေအတွက်အချိုးရှိတဲ့ဆိုင် like and share လေးလုပ်ဖို့မမေ့နိုင်ဘူးเนาะကျွန်တော်ရဲ့ Facebook page ကိုလည်း follow လုပ်ပါခဲ့ပါကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဦးနောက်ပတ်ဗီဒီယိုတွေနဲ့ဆက်လက်ပြီးဆောင်တွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ် See you bye bye